လမ်းပင်းစိန်ကော်လီကိုင်းသမားဘဝကနေနိုင်ငံကျော်ထိတ်တန်းမင်းသားဖြစ်လာသူကျော်ဟင်းရဲ့ဘဝအကြောင်းရေဒီယိုအလုံးမင်္ဂလာပါရှင်ဇက်ပန်မိတ် channel လေးကနေပြန်လည်ပြီးတော့ကြော်ကြော်လိုက်ပါတယ်။ဘာမှလုံးလို့မရတော့ဘူးကွာ။ဘာမှလုံးလို့မရတော့ဘူး။မြန်မာရုပ်ရှင်လောကမှာကျော်ဟင်းဆိုတာကတော့ရုပ်ရှင်လောကတစ်ခုလုံးလေးစားအသိအမှတ်ပြုရတဲ့လူသားသေးနာမည်မသေးတဲ့ထိတ်တန်းကံတော်ဝင်မင်းသားတစ်လက်ပါ။ဥဆောင်ရင်အမှုပညာလောကမှာရုပ်ရှင်မင်းသား အစိုးရဒါရိုက်တာစာရေးဆရာအဖြစ်အောင်မြင်ခဲ့တယ်လို့လူဘဝကြီးမှာအောက်ခြေဘဝကနေထိတ်တန့်စီစဉ်ချမ်းသာပြည့်စုံတဲ့ဘဝကိုရောက်ခဲ့တဲ့သူပါတောင်ပြင်းဥကြုံရင်ရငယ်စဉ်အခါမကောင်းမှုတွေပါအစုံလုပ်ခဲ့တယ်လို့ဘဝနောက်ဆုံးအချိန်မှာတော့မြင့်မြတ်တဲ့ရဟန်းဘဝနဲ့တရားအထုတ်ကဘဝကိုအတိတ်ပဲရှိရှိအကျိုးရှိရှိဖျက်ဆီးသွားခဲ့တာပါဒီလိုလူဘဝကြီးကိုစုံလင်စွာဖျက်ဆီးခဲ့တဲ့ဥကြုံရင်ရဲ့ဘဝဆက်ဆံကလည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဥကြုံရင်ကို1948ခုနှစ်ဇူလိုင်လ14ရက်တနင်္လာနေ့မှာ ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်ကြောင်ကုန်းလမ်း၌အငင်းစားခရိုင်ရဲဝင်အဖောက်ဦးကျုံမောင်စိန် DYSP နဲ့မိခင်တော်ချွတ်ချွတ်တို့မှငွေဖွားခဲ့တာဖြစ်ပါတယ်။ကျော်ရဲ့ငယ်နေမြေမှာကျော်ကြီးဖြစ်ပြီးနမရင်းကတော့ကျော်သေးပါ။ဦးကျော်ရင်ရသားသမီး6ယောက်မှာစတော်တော်မြတ်သားဖြစ်ပါတယ်။ဦးကျော်ရင်ရရဲဝင်ကြီးရဲ့သားဆိုပေမဲ့သူငွေဖွားစင်မှာဖခင်ကြီးကအငင်းစားယူကအာနာပါဝါမရှိတဲ့အချိန်မို့မိသားစုစာဝင်တွေကစက်တဲစင်းရဲခဲ့ပါတယ်။ဒါအပြင်ဦးကျော်ရင်ရဲ့မိခင်ဟာ ဖခင်ရဲ့ဒုတိယမြောက်အိမ်တောင်မှသူတို့မိသားစုလေးရကြက်သေးခဲ့တယ်လို့အိမ်တော်ကြီးလက်သိအစဉ်ပြေပုံမရခဲ့ပါဘူး။ဒါကြောင့်လဲဥဇုံအိမ်ကစီကန်တက်ချက်တဲ့ဖခင်ကြီးနဲ့တိတ်အစည်းမကက်လာပဲအိမ်ကနေခဏခဏထွက်ပြေးပူတယ်လို့ဆိုပါတယ်။ဥဇုံအိမ်က16ကတီတီအိမ်ပေါ်ကနေထွက်ပြေးကလမ်းပေါ်မှာကျင်လက်ခဲ့ပူပါတယ်။ဒီလိုလမ်းပေါ်မှာကျင်လက်ကျဆိုင်ရင်ဥဇုံအိမ်ကထိုအချိန်ကရန်ကုန်မြို့မှာနာမည်ကြီးခိုင်တစ်ခုဖြစ်တဲ့စိန်ကော်လီခိုင်သားတူဦးဖြစ်ခဲ့တာပါ။ စိန်ကော်လီကိုင်းလို့ခေါ်ရတာကလည်းအဆိုပါကိုင်းသားတွေကလေးခွကိုစတီးတန်ကော်လီနဲ့ပြည့်ရမှာညဘက်ဆိုတန်ကော်လီကစိန်လုံးကိုတောက်ပနေလို့စိန်ကော်လီလို့ခေါ်တာဖြစ်ပါတယ်။ကျော်ရင်အဆိုပါစိန်ကော်လီကိုင်းသားဘဝနဲ့ကျင်းလည်ရင်မကောင်းတာမှန်တယ်များအဆုံးလို့ပြတဲ့လူမကြီးတယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းဦးကျော်ရင်ရဲ့ထူးခြားချက်တစ်ခုကအတိတ်တရားမြဲတာပါ။ဦးကျော်ရင်ကစိန်ကော်လီလူမကိုင်းသားဘဝနဲ့ငါတီလို့ဆက်နေရင်လူညသုံးလိမ့်မယ်ငါဖြစ်ချင်တဲ့အစင်းမြင့်တဲ့ဘဝကိုမရနိုင်ဘူးဆိုတဲ့ခံစားချက်နဲ့အတူစိန်ကော်လီကိုင်းကထွက်က ကျောင်းပြန်တက်ခဲ့ပြီးကမာရွံ့မြွနဲ့ဒေါ်တာထက်ကျောင်းမနဝမာတန်းသုံးကြိမ်မြောက်တင်ကြားအောင်မြင်ခဲ့တာပါ။အဲ့ဒီနောက်ဒသမလာတက်ခန်ကြီးမှတက်မတော်ရေတက်တော့ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့တာပါ။ဒီလိုနဲ့ဥဇုံအင်ရရေတက်မတနစ်ကျော်တာဝန်ထမ်းဆောင်ပြီးပြန်ထွက်ကဆယ်လန်းပြန်ပြေးရမှာခါစီရင်နဲ့အောင်မြင်ခဲ့ပါတယ်။ဒီလိုနဲ့ဥဇုံအင်ရမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကမင်းသားရွေးချယ်ပွဲကိုဝင်ရောက်ရွေးခန့်ရင်းရုပ်ရှင်မင်းသားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဦးစုံရငယ်စဉ်ဘဝကဆင်းရဲတာကြောင့်အောင်မြင်တဲ့လူဖြစ်ခြင်းနဲ့ဆန္ဒကသူ့ကိုအမြင့်ဆုံးအောင်မြင်မှုတစ်ခုစီတွန်းပို့ကမြန်မာနိုင်ငံရဲ့ထိတ်တန့်ရုပ်ရှင်မင်းသားဖြစ်စေခဲ့ပါတယ်။ဒီလိုအောင်မြင်မှုတွေစီးစဉ်ချမ်းသာတွေရလာခဲ့ပြီးတဲ့နောက်ဦးစုံရအောင်မြင်မှုတံကိုခံရကနံပါတ်ဘူးဆွဲခဲ့ပါတယ်။ဒါပေမဲ့လည်းဦးစုံရအတိတ်တရားမြဲတဲ့သူမျိုးနောက်ဆုံးမှနံပါတ်ဘူးအပါဝင်မကောင်းတဲ့စိတ်လေးအရက်စားတဲ့မကောင်းတဲ့အရာမှန်သမျှကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ဥကြောင်းရင်2008ခုနှစ်မှာတော့အောင်မြင်တဲ့ရုပ်ရှင်မင်းသားဘွားကနေဂျန်ဦးကိတိတရဘွဲ့နာမည်နဲ့ရာသက်ပံတရဏပောင်ကိုဝင်ရောက်ခဲ့ပါတယ်။ဥကြောင်းရင်ကလူသေးသွားပေမဲ့နာမည်မသေးပဲယနေ့အချိန်ထိဘဝကိုအိဗယ်ရှိစွာဖျက်ဆီးသွားတဲ့ထိတ်တန့်အမှုပညာရှင်တစ်ယောက်အဖြစ်အားလုံးကသတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။အခုတ िश ူနေကြတဲ့ပရိသတ်တွေကရောဥကြောင်းရင်နဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။